အားလုံးပဲမင်္ဂလာပါခင်ဗျာ P2M Blog ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့ဆီရဲမှာတွေ့တဲ့ဂျာတီစာလက်ခ ्यू လေးတွေကိုတုတ်ပြသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဆီရဲမှာတွေ့တဲ့ဂျာတီစာလက်ခ ्यू လေးတွေကိုကျွန်တော်ဝယ်လာခဲ့တယ်ခင်ဗျာပြီးတော့ GO ဆင်အောင်စီးတယ်သူ့ရဲ့ခဲထဲမှာပါတဲ့အညီချေးတွေပြီးတော့သူ့ရဲ့ညလုံးလို့ခေါ်လာအစီလေးကိုကျွန်တော်ဖယ်ရတယ်ခင်ဗျာသူ့ရဲ့အညီချွဲတွေ လိုက်တွေကပါတဲ့အစီလေးကိုဖယ်ပြီးသွားပြီဆိုရင်တော့ရေကိုထပ်ခါထပ်ခါကျွန်တော်တို့ပြောင်းစေးရမယ်ခင်ဗျာကျွန်တော်ကတော့ရှာလာကရေသုံးပြီးတော့စေးထားပါတယ်ရေလေးစီလို့ပြောင်းပြီဆိုရင်တော့ကျွန်တော်တို့စကားလေးနဲ့ ါမျိုးတန့်စင်ထားတဲ့ခီယူလေးတွေကိုရေးစစ်ထားပါမယ်။ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒါလေးကိုနူးအောင်လို့တုပ်မယ်ခင်ဗျာ။နေလောက်ပြုတ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကြက်လောက်ပါပြီခင်ဗျာ။ကြက်ပြီဆိုရင်တော့ဒါလေးတွေကိုအေးအေးခံထားပါမယ်။ဒီအချိန်မှာကျွန်တော်တို့သူ့အတွက်အသုံးပြုမယ်အစာပလာလေးဖြစ်တဲ့ကြက်တုံနီဟိုပပပပလှီထားပါမယ်ခင်ဗျာ။ ချက်သွန်နီးလေးလီးပြီးဆိုရင်တော့ကော်ပီလေးကိုလည်းကျွန်တော်တို့ကပ်ပပလေးပဲလီးထားပါမယ်ခင်ဗျာချက်သွန်နေကော်ပီဒီအစင်းနဲ့ဖြစ်ပြီးဆိုရင်တော့ထဲသုံးမဲ့ခုနပြုတ်ထားတဲ့ပြီးလေးတွေထည့်မယ်ပြီးရင်ကျွန်တော်ရှောက်ရလေးတွေကိုညှက်ထည့်မယ်ခင်ဗျာရှောက်ရလေးညှက်ထည့်ပြီးသွားပြီးဆိုရင်ကျွန်တော်တို့ပဲအကြမ်းမှုလေးကိုထည့်ထားမယ်ခင်ဗျာမြူဒီမှုထည့်ပါမယ်စာအနေရင်ထည့်ပါမယ် ချုံမို့အနေငယ်ထည့်ပါမယ်။ပြီးကျွန်တော်တို့နှမ်းလေးနေနေဖြူတယ်ခင်ဗျာ။ပုံစံကြောင်လေးအနေငယ်ထည့်ပါမယ်။ပုံစံကြောင်ထည့်ပြီးတော့ကျွန်တော်တို့စီချက်လေးထည့်ပါမယ်ခင်ဗျာ။စီချက်ထည့်ပြီးပြီဆိုရင်တော့နှမ်းသွားအောင်နေပါမယ်ခင်ဗျာ။အချင်းအတွက်တမျှတီးကိုအသုံးပြုထားပါတယ်။ဒီနေရာမှာကျွန်တော်တို့ငပိထည့်ပြီးတော့တုပ်လို့ရပါတယ်ခင်ဗျာ။ နှံ့အောင်နေပြီလို့အရသာလေးအဆင်ပြေတယ်ဆိုရင်တော့ဒီနေ့တုတ်ပြတဲ့လက်ခီးတုတ်လေးရပါမယ်ခင်ဗျာဓမင်းနဲ့ပဲစားမလားရင်နွေးချက်နဲ့ပဲမြည်မလားတကယ်ကိုအရသာကောင်းမှုနဲ့လက်ခီးတုတ်လေးပါခင်ဗျာခီးတုတ်လေးနဲ့ဒီနေ့တွဲစားဖို့ကျွန်တော်ပစုံလေးလက်စည်းကဝယ်လာခဲ့တယ်ခင်ဗျာကြပ်စုံလေးယူတော့ကျွန်တော်ခေါင်းလေးကွာထားတယ် ပြီးအထက်ကသူ့ရဲ့အညီအကျေးအကြောင်းကိုကျွန်တော်တို့ကကြီးနဲ့ခွဲပြီးထုတ်ပါမယ်သူအရေးကုန်တော့ကျွန်တော်မချွတ်တော့ဘူးခင်ဗျာအစုံကနည်းနည်းလေးအကောင့်သေးလို့အရေးကုန်လေးနဲ့ပါကျွန်တော်ထည့်ချက်ပါမယ်အားလုံးပြီးသွားပြီဆိုရင်တော့ရေးလေးကိုဆင်အောင်ဆေးပါမယ် ဒီစေခါပြီးွားပြီဆိုရင်တော့စကားလေးနဲ့ရေးလေးစက်ထားမယ်ခင်ဗျ။ပြီးရင်တော့ကျွန်တော်တို့ချက်ဖို့အတွက်အရသာလေးထည့်ပြီးတော့နေပါမယ်။စားထည့်ပါမယ်။အချို့မှုအနေငယ်ထည့်ပါမယ်။အသားမှုလေးထည့်ပါမယ်။စနွင်းထည့်ပါမယ်။ပြီးရင်တော့ကျွန်တော်တို့နှံ့ဝအောင်အရသာစိတ်ဝင်အောင်နေထားပါမယ်။ ဒီဒီရှားလေးအရသာစိတ်ဝင်အောင်နေပြီးပြီဆိုရင်တော့ကျွန်တော်ဘူးလေးနဲ့ထည့်ပြီးတော့တိမ့်ထားပါမယ်ခင်ဗျာအစုံလေးကိုအရသာနှက်ထားတဲ့အချိန်မှာ သူတဲကိုထည့်မဲ့အစာပလာလေးဖြစ်တဲ့ကြက်သွန်နီးကြက်သွန်ဖြူဒီဟာလေးကိုကျွန်တော်တို့အခုံခွာပြီးတော့လှီးထားပါမယ် ကျွတ်တုံကြီးရဲ့ကျွတ်တုံဖြူလေးတွေအခွန်ခွာပြီးပြီဆိုတော့ဒီနေ့ထည့်ချက်မဲ့ခရမ်းချီတီနဲ့အတူရေလေးတွေကိုဆင်းအောင်ဆေးထားပါမယ်။ပြီးတော့ခရမ်းချီတီလေးကိုကျွန်တော်ခွဲပြီးတော့ဒီရေနှစ်တီထုတ်ပြပါခရမ်းချီတီလေးကိုဆေးထားပြီးွားပြီဆိုရင်တော့ကျွန်တော်တို့ရေလေးစစ်ထားပါမယ်။ ီလေးစစ်ထားပြီးွားပြီဒါမျိုးလေးရပြီဆိုရင်တော့ကျွန်တော်တို့ချက်တုံလေးတွေကိုပပပပတီးပါမယ်ချက်တုံနီလေးတွေကိုပပလီပြီးတော့ကျွန်တော်တို့ရပြီဆိုရင်တော့ချက်တုံပြူလေးတွေကိုတပြားရိုက်ထားပါမယ်။ ကျွတ်တို့ကျွတ်တို့ပြူလေးတွေကိုလီးပြီးသွားပြီဆိုရင်တော့တပြားရပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒါလေးတွေကိုအမျိုးစုံနဲ့ထည့်ပြီးတော့ထောင်းပါမယ်ခင်ဗျာကျွတ်တို့ပြူကျွတ်တို့နီတို့အနေငယ်ညက်လာပြီဆိုရင်တော့ရောင်တင်ပုံလေးထည့်ပြီးတော့ တ်ထောင်ပါမယ်ခင်ဗျာဒီဒီချာချာလေးညအောင်ထောင်ပြီးွားပြီတန်ယူလေးညက်နေပြီဆိုရင်တော့ကျွန်တော်တို့ရပါပြီခင်ဗျာကျွန်တော်တဲမဲ့ဦးလေးကိုမီးပူပေးပါမယ်ပြီးရင်စီထဲပါမယ်ခင်ဗျာစနေမုံထဲပါမယ် ဆင်းနေမုံလေးကိုနှံ့အောင်ဥလေးကိုနှိမ့်ပြပါမယ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ခုနစီတက်မဲ့ကျက်တုံညီကျက်တုံသူငွေရောင်တင်မှုလို့ထည့်ထောင်ထားတဲ့နေရာလေးကိုစီတက်ပါမယ်ခင်ဗျာရဲလာအောင်စီတက်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ထိထားတဲ့ခင်းကျင်ဒီလေးတွေကိုထည့်ပြီးတော့နှိမ့်ပါမယ်ခင်ဗျာခင်းကျင်ဒီလေးတွေဓာမျိုးပြပြလေးဖြစ်လာပြီဆိုရင်တော့ကျွန်တော်တို့ခုနတန့်စင်ထားတဲ့နှက်ထားတဲ့ပုံစံလေးတွေကိုထည့်ပြီးတော့မှုပါမယ်ခင်ဗျာ အစုံလေးတွေထည့်လုံးပြီးတော့အနေငယ်ရဲလာပြီဆိုရင်တော့ရည်လေးအနေငယ်ထည့်ပါမယ်။ဒါလေးကတော့လွယ်ကူရိုးရှင်းပြီးတော့ချက်လွယ်တဲ့ခန်းကျင်တီပစုံချက်လေးပဲဖြစ်ပါတယ်။ရည်လေးအနေငယ်နေသွားပြီးရည်လေးတွေစုလာပြီဆိုရင်တော့ကျွန်တော်တို့ဒီထဲကိုနေဦးတီလေးညှက်ထည့်ပါမယ်ခင်ဗျာ။စကားတော့ကိုကိုကြိုက်နေတဲ့ရာနေထားထည့်လို့ရပါတယ် ပြီးပြီဆိုတော့ကျွန်တော်တို့အနေငယ်လေးလုံလိုက်ပါမယ်အောင်ဆုံးပေးရပြီစီလေးလည်းစီပြန်ဖြစ်လာပြီဆိုရင်တော့ကျွန်တော်တို့နာနာမင်းလေးထည့်ပြီးအုပ်ပါမယ်ခင်ဗျာပြီးပြီဆိုရင်တော့ကျွန်တော်တို့အိုးလေးကိုချလို့ရပါပြီခင်ဗျာတကယ်ကိုလွယ်ကူရိုးရှင်းပြီးတော့ချက်ရလွယ်တဲ့စားလို့ရတာရှိတဲ့ပစုံခန်းကျင်သီးလေးကိုကျွန်တော်တို့ ေဦးတီလီနဲ့ချက်ပြတာပဲဖြစ်ပါတယ်ခင်ဗျာအဆုံးထိကြည့်ရှုပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာရှင်လန်းချမ်းမြေကြပါစေခင်ဗျာ